မနာလိုတဲ့မင်းသမီးလွန်ခဲ့တဲ့ဆောင်းကာလများစွာကအကြီးမြတ်တဲ့ Floria နိုင်ငံတော်မှာမင်းသမီးနှစ်ပါးဖြစ်တဲ့ Rini နဲ့ Gloria တို့နေထိုင်ခဲ့ကြပါတည်းကြည့်ရသေးတာပေါ့နင်လာခဲ့စမ်းပါ Yes ငါနိုင်သွားပြီအမခမ်းမဲ့ Rini မင်းအတွက်ဖေဖေအရန်ခုံယူတယ်ဖေဖေမင်းမင်းမင်းကကြက်လေးတစ်ဝက်မှာပဲသမီးလေ Rini နိုင်မယ်ဆိုတာသိလို့ဒါဝန်လောက်ထားတာဒါကပါလေ တတိမောင်ကျွန်းရဲ့ဘန်နစ်စတူရယ်ကိုပေါင်းဆက်ထားတာပါဘလို့နေလဲအာအဲ့ဒါအရင်စားလို့ကောင်းတယ်မင်းကအန်ဝတ်ဆရာကောင်းလိုက်တာတမီးလေးမင်းဘလို့လောက်ပြီးဒီလောက်ခက်ခဲတဲ့အရာကိုဘန်နီးနိုင်တာလဲအိုးရီနီခက်ခဲတဲ့အရာတွေလောက်တာကိုတမီးအမဲမြင်နေရတယ်လေဒါကြောင့်ရီနီပြောသလိုပါပဲစူးစမ်းရင်မလုံနိုင်လောက်အောင်ခက်ခဲတဲ့အရာဆိုတာဘာမှမရှိပါဘူးမြင်လားရီနီပိုလိုမှာလဲမင်းကိုငါနိုင်အောင်လုပ်မယ်စောင့်ကြည့်အဲ့ဒီစိတ်တက်ကအကောင်းဆုံးပဲရီနီရဲ့ တမိမှပြိုင်ဖက်ရှိနေပြီနော်။ကောင်းပြီ။စောင့်ကြည့်ရသေးတာပေါ့။ပြီးတော့ဒါကအရင်စားလို့ကောင်းပါတယ်။တမိတို့ကအဖေရဲ့ကျဲပွင့်နှစ်ပွင့်ပါပဲ။ဂုံယူပါတယ်။မင်းသမီးရိနေကတော့တကယ့်ကျဲတွင့်ပါပဲ။မင်းသမီးဘလို့လုပ်ပြီးဒီလိုအာယုံဆူဆိုက်မှုမျိုးကိုထိမ့်သိမ်းထားနိုင်တာလဲ။ရှင်ဒီမောင်ကိုမြေးကြည့်ဘူးလား။ဒါဂလိုရီယာလောက်ထားတာလေ။အရင်စားကောင်းတယ်။ကျွန်တော်ဒီလိုရတာမျိုးကိုဘယ်တော့မှမစားဖို့ဘူး။ဒါကိုမြေးစမ်းကြည့်ပါ။ အရန်စားကောင်းနေအရန်အရသာရှိပါတယ်မင်းသမီးကလေးရာကဲညမငယ်ကတော့အများရန်ကျဲပွင့်ဖြစ်နေတာပဲဟုတ်တယ်သူမကချက်ပြောရတာကိုကြိုက်တယ်လေအချိန်တွေကောင်းလွန်သွားပြီးတဲ့နောက်မှာတော့မင်းသမီးတွေကကြီးပြင်းလာခဲ့ပါတယ်ငါနင်းကိုထပ်ပြီးအနိုင်ယုံးမယ်ကလေးရာဒါပေမဲ့ပိုလိုပြိုင်ပွဲမှာကလေးရာကနိုင်သားခဲ့ပါတယ်အမခမ်းမဲ့ကလေးရာအရန်လာတာပဲသမီးရင်းနီလောက်တလို့ပဲလှုပ်လိုက်တာပါတေချာလေးအာယုံဆိုင်ပြီးလှုပ်လိုက်တာရင်းနီသမီးလေး ။တမီးရဲ့အာယုံဆိုင်မှုကဒီနေ့ဘဲရောက်နေတာလေ။တမီးကကွန်မင်းကိုကိုစီးရတဲ့ဂလိုရီယာကိုပို့ပြီးအာယုံဆိုင်နေခဲ့တယ်။ဒါပေမဲ့နိုင်မို့နည်းနည်းပဲလိုတော့တာပါ။ကဲတမီးတို့ရေလာကြ။ဖေဖေတို့မှကြီးကျယ်တဲ့ပွဲကြီးတစ်ပွဲဒီညရှိတယ်။ဖေဖေကမင်းသမီးနှစ်ပါးစလုံးကိုဂျယ်ရီလိုထွန်းလင်းစေချင်တယ်။ဂလိုရီယာကကျမပုံစံကိုကူးချပြီးဘာလို့ကျမထက်ပိုကောင်းအောင်လုပ်နိုင်တာလဲ။ဘာကြောင့်လဲ။ကျေးဇူးပြုပြီးဒီလောက်စိတ်မဆိုးပါနဲ့။မင်းသမီးလည်းဒီလိုဖြစ်နေတာကိုမကြည့်ရပါဘူး။ဒီကောင်ဝင်လေးကိုကြည့်ပါဦး။ဘလို့နေလဲ။မကြခင်မာတော့မင်းသားရောက်လာတော့မယ်လေ။ ဟာဟာသိပါရဲ့ရှင်တကယ်တော့အလားစင်နာတွေအားလုံးကိုကျမကိုယ်တိုင်စီစဉ်ပါပါမင်းသားမာကျော်ရောက်လာပြီးမင်းသမီးလေးရဲ့လက်ကိုနမ်းလိုက်ပါတယ်ဒီအပြင်စင်တွေကလုံးဝကိုလှပလုံးပါတယ်ဟုတ်ကဲ့ကျမကိုယ်တိုင်စီစဉ်ထားတာပါအော်ဒီလိုရှားပါတဲ့ပန်းတွေကိုခမဆိုင်ထားတာလားအမ်မဟုတ်ပါဘူးကျမကတော့ပန်းတွေစိုက်ပြိုးဖို့ဆင်ရထက်တန်ပါတယ်ဒီပန်းတွေက၅နှစ်တခါတုံးရက်ပဲပွင့်တာမဟုတ်လားဟုတ်ပါတယ်ဒီနေ့ကသူတို့ရဲ့နောက်ဆုံးနေ့ပါ မနေ့ဆိုရင်တော့သူတို့တွေကပျောက်ကွယ်သွားပါလိမ့်မယ်။ဒါကြောင့်ကျမဘာလို့ဒီဝမယူလာရမှာလဲလို့တွေးလိုက်တာပါ။ဆဲဝင်စားစရာကောင်းတဲ့ဝါသနာပါလား။ကျွန်တော်ကလည်းဥယျာဉ်မှုတယောက်ပါ။ကျွန်တော်တို့တွဲကားလို့ရမလား။ရတာပေါ့ရှင်။မင်းသားမာတော့နဲ့မင်းသမီးကလိုရီယာတို့တွဲကနေတဲ့အချိန်မှာတော့မင်းသမီးရီနီကဒေါသထွက်နေခဲ့တာပေါ့အဲဒီနောက်သူမရဲ့အထင်းတော်စီကိုသွားပြီးဖန်ကိုပါတော့တယ်မင်းသမီးညောင်လုံးကိုဖာကမဲတော်က ခေါ်ခိုင်းလိုက်ပါတယ်အရေးပေါ်ကိစ္စတခုခုရှိပုံရတယ် ဂလိုရီယာကိုအကြောင်းကြားပြီးပြီလားမပြောရသေးပါဘူးအာသူ့ကိုခုချက်ချင်းမခေါ်နဲ့ဩမင်းညီမတဲ့ရင်မင်းဖေရဲ့ပြဿနာကိုဖြေရှင်းပေးလိုက်ပါ မာတော်မင်းသားကိုလက်လွတ်ပြီးတဲ့နောက်မှာဘရင်မင်းရဲ့ယုံကြည်မှုကိုပါမဆုံးရှုံးပါစေနဲ့ဖေဖေဘာဖြစ်တာလဲဂလိုရီယာရောမလာသေးဘူးလားတမီးရောက်နေပြီပဲလေဖေဖေဒီမှာပါဖေဖေရီနီဝင်လာတာကိုတမီးမြင်လိုက်ပါတယ်တခုခုကိုစိတ်ပြက်နေပုံရတယ်တမီးစစ်စဲကြည့်ဖို့လာခဲ့တာပါဘာတွေဖြစ်နေတာလဲ ပါရီတဲ့တစ်တော့ထဲမှာခိုးဆုံနေတဲ့ဓမြကြီးတောင်းညနေတယ်။အဲ့ဒီဖွဲ့ကဘယ်ကလာမလဲငါတို့မသိဘူး။ဖမ်းရလဲခက်နေတယ်။သမီးတွဲမိတာကတော့ရွှေရည်အများကြီးကိုလှဲတစင်းနဲ့တင်ပြီးတောင်းခိုင်းလိုက်မယ်။စစ်တပ်ကိုကုန်းတယ်ရောင်ဆောင်ပြီးတိုက်ခိုက်လာတဲ့ဓမြကြီးကိုဖမ်းခိုင်းလိုက်မယ်။ငါသမီးလေးလိုပါပဲ။ဖေဖေတွဲနေတာနဲ့အတိအကျကိုတူတယ်။ဖေဖေအဖွဲ့ကဘလောက်ကြီးလဲ။အဲ့ဒါကိုဘယ်သူမှမသိဘူးသမီး။ဓမြတွေကတစ်ပင်တွေပေါ်မှာပုန်းနေရင်ရော ပြီးတော့လူရက်ဖို့လာပြီးသမီးတို့လူတွေကိုအရင်တိုက်ခိုက်ရင်ရော။ ငါတို့မှာစစ်တပ်ကြီးရှိနေတာပဲဂလိုရီယာဘာလို့ငါတို့လူတွေကိုဆုံးရှုံးခံပါလဲဒီဘွဲကငါတို့လူအင်အားကြီးနိုင်ငံအနားမှာလာပြီးလူရဲဖို့ရည်ရည်တင်းတင်းလုပ်တယ်ဆိုရင်တို့ဘာလုပ်နေလဲဆိုတာကိုတို့သိရမယ်တမိဘာကြံပေးခြင်းလဲဒီလူရဲမှုအကြောင်းကိုဘယ်လိုသိခဲ့တာလဲဖေဖေလှဲလွတ်နဲ့ဒဏ်ရာရထားတဲ့လူတွေကြောင့်ပဲဒါဆိုတမိတို့တခုလောက်ကြဆိုအမဲလိုက်ခွေးတွေကိုလှဲလွတ်တွေမှာအနံ့ခံခိုင်းဖို့တို့တော့တော်တဲ့ကိုပို့လိုက်မယ်တို့တို့ဓမြတွေကိုရှာတွေ့နိုင်မလားဆိုတာစောင့်ကြည့်ရအောင် ပြီးတော့ဓမြတွေကခိုးယူထားတဲ့ပစ္စည်းတွေကိုရောင်းမှသာအကျိုးရှိမှာလေ။တောနာတဝက်ကနေရာတွေမှာသမီးတို့ရဲ့စစ်သားတွေကိုအယက်ဝစ်တင်နဲ့ချထားပြီးတောထဲကနေဘသူတွေထွက်လာလဲဆိုတာကိုအနီးကစောင့်ကြည့်ခိုင်းမယ်။အဲ့ဒါကအချိန်အရန်ကြာမယ်။ဒါပေမဲ့အဲ့ဒါကမလွဲဧကန်အောင်မြင်စေမဲ့နည်းလမ်းပဲ။သူတို့ကိုမတွေ့မချင်းဘသူ့ဘုံမှာတောအနီးကနေဖြတ်တန်းခွင့်မပေးဘူး။ကောင်းတယ်ဂလိုရီယာ။သမီးရဲ့အကြံဉာဏ်ကိုဖေဖေကုံယူပါရစေ။ဒါမှမအောင်မြင်ခဲ့ရင်တော့ငါတို့မှစစ်တပ်ကိုပို့ဖို့ကလွယ်ပြီးတခြားရွေးချယ်စရာမရှိတော့ဘူး။ တပတ်လောက်တော့အချိန်ပေးလိုက်ကြစို့မင်းသမီးလေးရင်းနေကတော့သူမရဲ့အခန်းကိုငိုပြီးပြန်လာခဲ့ပါတယ်သူမရဲ့အချိန်တော်ကမြို့ပြင်ကမော်ဆီယာမနဲ့တွေ့တွေ့ခဲ့ပါတယ်မင်းသမီးရင်းနေအတွက်မင်းဒါဟုတ်လုပ်ပေးနိုင်မလားမင်းဘာလို့ဒီလောက်ကြီးဆိုင်နေတာလဲမင်းကတာမန်အစီကံတယောက်ပဲအစီကံမဟုတ်ပါဘူးကျမကသူ့ရဲ့မိခင်လိုပါပဲမိဖုရားကြီးကသူမကိုဆောင်းရှောက်ဖို့ကျမလက်ထဲကိုပေးခဲ့တဲ့အချိန်တုန်းကသူမကမွေးကင်းစာကလေးလေးပါကျမသူမကိုဘေးရန်မှာဖြစ်ဖို့အတွက်ပြုစုပြောင်းထောင်ခဲ့တယ် အခုတော့သူမရဲ့ညီမငယ်လေးကသူမရဲ့အခွင့်အရေးတွေကိုလွတ်ယူသွားလို့မရဘူး။ကောင်းပြီ။မင်းဆန္ဒအတိုင်းဖြစ်စေရမယ်။ငါရှူရီရရင်ပြီးတာပဲ။ဒါပေမဲ့နန်းနှွေးသွေးမော်ပညာအတွက်နန်းနှွေးသွေးလိုအပ်တယ်။မင်းသမီးရင်းနီကိုကျမဒီကိုခေါ်လာခဲ့ပါမယ်။မင်းသမီးရင်းနီဘေးမင်းမြကခေါ်နေပါတယ်။ဓမြတွေကိုဖမ်းမိသွားပါပြီ။အိုးတကယ်လား။သမီးရဲ့ကြံမှန်းသွားပြီ။ခွဲရီကဓမြတွေကိုအနက်ခံပြီးရှာတွေ့ခဲ့တယ်။ငါတို့လူတယောက်မှမဆုံးရှုံးခဲ့ဘူး။ ။တမီးရဲ့အကြံကဖေဖေနဲ့ရင်းနီရဲ့အကြံထက်ပိုကောင်းတယ်။ကျေးဇူးတင်ပါတယ်ဖေဖေ။ရင်းနီလည်းဒီအကြံကိုထောက်နိုင်မှာပါ။ဒါပေမဲ့ तू ကရိုးရိုးလေးမစင်စားခဲ့မိတာပါ။ Gloria ငါ့ကိုအထက်စီးကနေပြောနေပါနဲ့တော့။မင်းနိုင်ပါတယ်။ဒါကြောင့်ဂုံယူမှုကိုသာခန်းစားလိုက်ပါ။ तू မဘာဖြစ်နေတာလဲ။ငါကမပြည့်စုံဘူး။ငါညမကိုထပ်ပြီးရှုံးမြန်ပြီ။ဘာတကူမှလည်းမှန်အောင်မလုပ်နိုင်ဘူး။ငါကတကယ်ကိုအရှုံးသမားပါပဲ။မင်းသမီးလည်းဒီလိုဖြစ်နေတာကိုမကြည့်ရပါဘူး။ မင်းသမီးလေးကြည့်ပါဦးကျမတို့ကိုညင်နိုင်မဲ့တရားကိုကျမတွေ့ထားတယ်ကျမနဲ့တူလိုက်ခဲ့ပါလားငါတို့ဒါကိုပြုမြင်နိုင်ပါတယ်မင်းသမီးလေးသူမကျမရဲ့ညီမပါမင်းရဲ့အကြီးမားဆုံးသောပြိုင်ဘက်ပဲမင်းသမီးသူမကမင်းကိုဘယင်ကြီးပိုးသဘောကျတဲ့မင်းသမီးဖြစ်စေမဲ့ဆေးရည်ကိုဖော်ဆက်ပေးနိုင်တယ်ဘလို့မျိုးလဲဒီဆေးရည်ကမင်းသမီးဂလိုရီယာကိုအယူဖြစ်စေပြီးသူမရဲ့အကြံဉာဏ်တွေကအလုံးမဖြစ်တော့ဘူးကျမတို့ကိုအဲ့လိုတော့မလုပ်နိုင်ဘူး ဆေးရည်အာနိသင်က6လပဲခံမယ်။အဲ့ဒီချိန်ကုံသွားရင်တော့ဘီယင်ကဂလိုရီယာကိုယုံကြည်မှုပြတ်သွားလိမ့်မယ်။ယူလိုက်ပါ။တက်တလုံးတော့မခံပါဘူး။မင်းဘီယင်မပြစ်ဖို့အတွက်လုံလောက်ပါတယ်။ယူပါ။နိုထဲမှာရောပြီးလာပြညမှာဂလိုရီယာကိုရအောင်တိုက်ပါ။ခံကောင်းလိုက်တာ။ဒီညကလာပြညပဲ။ဂလိုရီယာနေပင်မန်းနေပုံရတယ်။ငါမာတော့နဲ့ညီလာခံမတိုင်ခင်ကဥယျာဉ်ထဲမှာအရန်စူးစမ်းပြီးအလုပ်လုပ်နေခဲ့တာ။လှပတဲ့ဘန်းတချို့ကိုစိုက်ပျိုးဖို့စူးစမ်းနေခဲ့တာ။ อืมနင်းနဲ့မတော်မင်းသားပေါ့ငါနဲ့တည်းဘာလုပ်ထားလဲကြည့်လိုက်ပါဦးအားပြည့်ချိုရည်လေကျေးဇူးတင်ပါတယ်ဆန္ဒပြင်းကငါတို့နဲ့စားကြောတကူချုပ်ချင်နေတယ်တမီးဘလို့တင်လဲဖေဖေစားကြောကစစ်ပွဲထက်တော်ပိုကောင်းပါတယ်ဒါပေမဲ့သူတို့ကိုတမီးတို့ယုံကြည်လို့မရဘူးဒါကြောင့်စားကြောချုပ်ရင်တော့စစ်ပွဲထက်တော်ပြင်ဆင်ထားကြစို့อืมတမီးပြောတာမှန်တယ်ဂလိုရီယာတမီးရောဘလို့တင်လဲဟမ်ဟိဟိ စားကြုံမချုပ်ချင်ဘူးစစ်မဖြစ်ဘူးပါတီပွဲတွေနဲ့ကတာပဲလုပ်မယ်။ဘာအစားကောင်းတွေကအစိုးအကုန်လုံးကိုပျောက်စေတယ်။ဂလိုရီယာသမီးဒါကိုဟာတာပြောနေတယ်လို့ထင်နေတာလား။မဟုတ်ဘူးစားကြုပ်ပါ။သူမညီမနေတာလေ။ရင်းနီနဲ့ပိုလိုပြိုင်ပွဲမှာလဲဂလိုရီယာကတလွဲတွေလုံနေခဲ့ပါတယ်။သူမဘာတွေလုံနေတာလဲ။ဂလိုရီယာသမီးကိုမေမေစိတ်ပြက်နေပြီ။ဂုံယူပါတယ်။ရင်းနီနင်းနိုင်သွားပြီ။ ငါမကြီးကိုရှုံးပေးရတာဂုံယူစရာပဲချစ်တယ်နော်မင်းသမီးရီနီကပန်းချန်ထဲမှာတယောက်တည်းထိုင်နေခဲ့ပါတယ်ရီနီသမီးလေးအဆင်ပြေရဲ့လားဖေဖေဂလိုရီယာကိုသမီးအချိန်များစွာရှုံးခဲ့ရတယ်။သူမကပိုလိုဆိုရင်လည်းသမီးကိုနိုင်ခဲ့တယ်။သူမမှာသမီးတဲ့ပိုကောင်းတဲ့အကြံဉာဏ်တွေလည်းရှိခဲ့တယ်။ဖေဖေတို့သမီးကိုအရင်စိတ်ပြည့်ခဲ့မှာပဲနော်။သမီးကိုစိတ်ပြည့်ရမယ်လေလား။သမီးလေး စက္ကန့်အနည်းငယ်ဓမ္မမဟုတ်လက်မအနည်းငယ်နဲ့ရှုံးနေသွားတာတမိကိုအရှုံးသမားမဖြစ်စေပါဘူးတကယ်တော့တမိရဲ့လက်မှုပညာတွေကိုတမိရဲ့ညီမငယ်ကိုဆက်ရင်းပြည့်နဲ့တင် जा ပေးခဲ့တဲ့အတွက်ဖေဖေကအယံကုန်ယူနေတာပါဘယင်ဓမ္မမဟုတ်ဘယင်မတပါးဟာအမြဲတမ်းအကောင်းဆုံးအကြံဉာဏ်တွေရှိဖို့ဓမ္မမဟုတ်အရာအားလုံးကိုသိဖို့မလိုပါဘူးသူတို့ကမှန်ကန်တဲ့လူတွေကိုယုံကြည်ဖို့သာသိထားရမယ်မမေတို့ကတမိကိုဘယ်တော့မှစိတ်ပြတ်မှာမဟုတ်ပါဘူးမင်းသမီးရင်းကမော်ဆီယာမရှိကို ပြန်သွားခဲ့ပါတယ် ကျွန်မဆေးရည်အာနိတင်ကိုပြက်ပြဲချင်ပါတယ်။ဘလို့လုံးရမလဲပြပေးပါ။လွှတ်လိုက်တဲ့များတဲ့စင်းကိုပြန်ယူလို့မရပါဘူး။ကျဲစုပ်ပြုတ်ပြီးနီလန်တစ်ခုတော့ရှိရမယ်။အင်းနီလန်တစ်ခုတော့ရှိပါတယ်။ပြောပြပါ။ဘာပဲဖြစ်ဖြစ်ကျွန်မလုပ်ပါမယ်။မင်းသမီးကဆေးရည်အာနိတင်ကိုကိုယ်တိုင်ခန်းစားရပါလိမ့်မယ်။ဒါကြောင့်မင်းသမီးကအယူဖြစ်သွားနိုင်ပြီး6လတည်းပေါ်ကြတဲ့အချိန်တစ်ခုထိလည်းဖြစ်နိုင်ပါတယ်။ကောင်းပါပြီ။ကျွန်မတောက်ပါမယ်။တေချာရဲ့လား။ဟုတ်ပါတယ်။ ဆေးရီကိုသာပေးပါရီနီလက်တန်ဆေးပလင်းရောက်လာချိန်မှာပဲမြားတစင်းကဆေးပလင်းကိုထိမှန်သွားပါတယ်အဲ့ဒီချိန်မှာပဲမင်းသမီးဂလိုရီယာလည်းရောက်လာခဲ့ပါတယ်နင်နည်းနည်းလေးများတောက်မိသွားသေးလားနင်မတောက်ဘူးလို့ပြောပါဦးဂလိုရီယာနင်ဒီလိုလုပ်ဖို့မလိုပါဘူးနင်ပေးတဲ့ဆေးရီကိုလည်းငါမတောက်ခဲ့ပါဘူးဘာဟုတ်တယ်မတောက်ခဲ့ပါဘူးငါပေါ်လိုနိုင်တော့ကနေစိတ်မကောင်းဖြစ်နေတာကိုငါသိတယ်။မာတော်မင်းသားနဲ့ကတော့ကရော ဖေဖေကနေ့အကြံတဲ့ငါးကြံကိုရွေးတော့ငါရောပေါ့အဲ့ဒီညအထင်းတော် အာဆိုလာနန်းတော်တွေကခိုးထွက်သွားတာကိုငါမြင်လိုက်ရတယ်ဒါကြောင့်ငါသူ့ကိုနားယောင်ခံခိုင်းခဲ့တယ်နေငါ့ကိုအချိုးရီပေးတော့ကလည်းနေ့လက်တွေတုံနေတာကိုမြင်လိုက်ရတော့တခုခုတော့မားနေပြီဆိုတော့ငါသိလိုက်တယ်ဒါကြောင့်ငါအဲ့ဒီစည်းကြီးကိုမတောက်ဘဲတောက်တယ်လို့ဟန်ဆောင်ခဲ့တာနေဘာလို့ဘသူ့အိုမမပြောခဲ့တာလဲဘာလို့လဲဆိုတော့နေလောက်ခဲ့တာတွေကဒေါသတခုတည်းကြောင့်လုံလိုက်တာပဲဆိုတော့ငါတေချာသိနေတယ်လေ ငါမကြီးကငါဒုက္ခရောက်နေတာကိုမကြည့်ရဘူးဆိုတာငါသိတယ်။နင်ငါပြောတာမှန်ဆောင်တက်တက်ပြခဲ့တာပဲ။ဂလိုရီယာငါအရန်တောင်းမှန်ပါတယ်။ငါအရန်အကြောက်လွန်ခဲ့တယ်။ငါကငါအကောင်းဆုံးလှုပ်ဆောင်ဖို့အာယုံဆိုင်မဲ့စားငါနင့်ကိုအနိုင်ယူဖို့ပဲအာယုံဆိုင်နေခဲ့မိတယ်။အဲ့ဒါတွေမေးလိုက်ပါ။ငါနင့်ကိုချစ်တယ်။ငါလည်းနင့်ကိုချစ်ပါတယ်။ငါအရန်တောင်းမှန်ပါတယ်။မနာလိုခြင်းကလူတယောက်ခံစားရနိုင်တဲ့အစိုးဆုံးစိတ်ခံစားမှုပါ။အရာအားလုံးကိုပြည့်စည်စေတယ် ငါအရန်ငါအရန်တောင်းပန်ပါတယ်အဲ့ဒီနေ့အစပဲရီနီယာသူမရဲ့ကိုပိုင်စွမ်းရည်တွေပေါ်မှာအာယုံဆိုင်တာကသာအကောင်းဆုံးဖြစ်တယ်ဆိုတာကိုနားလည်ခဲ့ပါတယ်သူမရဲ့ညီမလေးနဲ့မလို့အပ်ဖဲရှင်ပြိုင်နေတာတစ်ပေါ့မင်းသမီးနှစ်ပါးကတဦးချင်းစီဆိုရင်ကောင်းကြပါတယ်ဒါပေမဲ့အတူတူဆိုရင်တော့သူတို့ကပြည့်ပြည့်စုံတာပေါ့မနာလိုခြင်းကလူသားတိုင်းရဲ့ပုံမှန်စိတ်ကံစားမှုတစ်ခုပါငါတို့အားလုံးတစ်ခါတည်းခံစားရတတ်ပြီဒါကိစ္စမရှိပါဘူး တကယ်အရေးကြီးတာကငါတို့ကအဲ့ဒီစိတ်ကိုဘယ်လိုစီမံခန့်ခွဲမလဲဆိုတာပါပဲငါတို့ကဒီစိတ်ကံစားမှုကိုခါတိမှုဖြစ်ကြီးထွားစေမလားဒါမှမဟုတ်ငါတို့ကငါတို့နဲ့ပတ်သက်ပြီးသင်ခန်းစာယူဖို့အတွက်ခွင့်ပြုမလားငါတို့အားလုံးကတခုခုမှထူးချွန်ကြပါတယ်တခြားသူတယောက်ကငါတို့မတောက်ပနိုင်တဲ့ပုံစံနဲ့တောက်ပနေတဲ့အခါမှာဒါကငါတို့ကိုကြာရှုံးတယ်လို့မဆိုလိုပါဘူးဒါကသူတို့ရဲ့လက်ဆောင်ကိုရှာတွေ့သွားတာဖြစ်ပြီးငါတို့ကလည်းသူတို့အတွက်ဝမ်းသာပေးတဲ့နေ ရှင်ပြိုင်မှုကကောင်းတဲ့အရာတခုပါ။ဒါပေမဲ့ငါတို့တို့တိုးတက်ဖို့လှုံ့ဆော်ပေးတဲ့အခါမှသာဖြစ်ပြီးငါတို့ရဲ့ကိုယ်ပိုင်တန်ဖိုးကိုမေ့သွားစရာမျိုးတော့မဟုတ်ပါဘူး။ဘာလို့လဲဆိုတော့နောက်ဆုံးမှာတော့ဘဝဆိုတာတဦးထက်တဦးထက်မြောက်ကြိုးစားတာမျိုးမဟုတ်ပါဘူး။ဒါအတူတကွတိုးတက်မြင်မာလာဖို့ပါပဲ။